မင်္ဂလာပါရှင်ကျွန်မတေကာပါဒီနေ့ဖော်ပြပေးခြင်းတဲ့တဲ့အကြောင်းအရာကတော့ချိန်ကာမှုမိုးရွာနိုင်မဲ့သတိပေးချက်အမှတ်စဉ်16မြင်းဆောင်2025ကိုထုတ်ပြန်ပေးပါမယ်2025ခုနှစ်ဧပြီလ23ရက်နေ့ဒီနေ့မြန်မာစံတော်ချိန်ညနေ6နာရီချိန်ထုတ်ပြန်ချက်မှာတော့ဒီနေ့မြန်မာစံတော်ချိန်ညနေ9နာရီခွဲချိန်တိုင်းထွာချက်တွေရအနောက်ဘက်ကရွေရှားလာတဲ့လေဝေလိုင်းတွေရဲ့အရှင်ကြောင်း၎င်းအရှိဘက်ကရွေရှားလာတဲ့လေဝေလိုင်းတွေရဲ့အရှင်ကြောင်း၎င်းအပူပြန့်တတ်အတိမ်တွေဖြစ်ထွန်းမှုအားကောင်းလာကြ ၎င်းဒီနေ့ညနေကနေ18ရက်လေးလ2025ရက်နေ့အတွင်းမှာစကိုင်းတိုင်းဒေသကြီးနဲ့ကချင်ပြည်နယ်မှာနေရာကျဲကျဲနဲ့နေပြည်တော်ရောင်တိုင်းဒေသကြီးမရိတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးအေရီတိုင်းဒေသကြီးတရင်းတိုင်းတိုင်းဒေသကြီးကယားပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာနေရာစိတ်စိတ်ကနေနေရာအနှံ့ပြမိုးထစ်ကြုံရွာသွန်းပြီးတော့တချို့ဒေသတွေမှာနေရာကွက်ပြီးမိုးကြီးပါမယ်။ အကြံပြုချက်အနေနဲ့ပြည်သူတွေအနေနဲ့အချိန်ကာမှုမိုးရွာသွန်းတာနဲ့အတူတူလေပြင်းတိုက်ခတ်တာမိုးတကြုံတာမိုးကြိုးပစ်တာလျှက်စီးလက်တာမိုးသီးကြွေတာနဲ့မြေပြိုတာစတဲ့မလို့တာဖြစ်စဉ်တွေဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတိပြုနိုင်ဖို့အကြံပြုလာတာဖြစ်ပါရဲ့ရှင်ဆက်လက်ပြီးတော့ရေတရဘတ်မိုးလေဝသခံမှန်းချက်ကိုဖော်ပြပေးပါမယ်ဒီတစ်ပတ်အတွက်မိုးအခြေအနေဟာစကိုင်းတိုင်းမန္လေးတိုင်းပဲခူးတိုင်းသရဲနိုင်တိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်ခရနီပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်မှာနေရာစိစိကနေနေရာကျကျမိုးတကြုံရွာသွန်းပြီးတော့မကွေးတိုင်းရှမ်းကုန်တိုင်း AR ရိုက်တိုင်းနဲ့ရခိုင်ပြည်နယ်မှာတော့နေရာကွက်ကြမိုးထစ်ကြုံရပါမယ်။မန္တလေးတိုင်းသတင်းနိုင်တိုင်းပဲခူးတိုင်းရှမ်းပြည်နယ်ခရနီပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်မှာတော့14ရက်15ရက်16ရက်နေ့တွေမှာနေရာကွက်ပြီးမိုးကြီးပါမယ်။ မွေးလို့တာဖြစ်စဉ်တွေအနေနဲ့မြန်မာတိုင်းနိုင်ငံတဝမ်းလုံးမှာနေရာအနှံ့များမွှေထွေကြုံရွာသွန်းပြီးတော့မြန်မာနိုင်ငံအလဲပိုင်းဒေသတွေမှာနေ့လယ်ပိုင်းနဲ့ညနေပိုင်းအချိန်တွေမှာလေပြင်းတွေတိုက်ခတ်တာမိုးတိမ်တောင်ကြီးတွေဖြစ်ပေါ်တတ်တာနေရာကွက်ပြီးမိုးကြီးတာမိုးသီးတွေကျွေးကြတာလျှက်စီးလက်တာလေဆင်နှာမောင်းတိုက်ခတ်တာနဲ့မိုးကြိုးပြစ်တာစတဲ့ဘေးရန်တွေဖြစ်ပေါ်နိုင်တဲ့အတွက်ပုံမှုကရိုးပြူကြဖို့လိုအပ်တယ်လို့လည်းဆိုပါတယ်ဆက်လက်ပြီးတော့အေဘလာ၁၄ရက်နေ့အတွက်မလို့တာခံမှန်းချက်ကိုဖော်ပြပေးပါမယ်။ ဘင်္ဂလားပင်လယ်အခြေအနေကတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အုံမှာတိမ်သည်တဲ့ကနေတည်ထူတတ်ပါတယ်။ပင်လယ်ပြင်အခြေအနေကတော့ရခိုင်ကန်ရက်မြဝကျွန်းပေါ်ဒေသတွေနဲ့မုံတမခွေမှာတော့လေဟာအနောက်အနောက်မြောက်ဘက်ကနေတနအိုင်ကို9မိုင်ကနေ10မိုင်ကတိုက်ခတ်နိုင်ပြီးတော့လှိုင်းနေငယ်ကနေလှိုင်းတင်တဲ့ရှိပါမယ်။ တင်းနိုင်ကံရမ်းမှာလေဟာအရှင်အရှင်မြောက်ဘက်ကနေတနအီကို9မိုင်ကနေ10မိုင်ကန်တိုက်ခတ်နိုင်ပြီးတော့လှိုင်းနှင်းငယ်ကနေလှိုင်းတင်းတင်းရှိပါမယ်။မိုးချိန်တွေကတော့ပဲခိုးတိုင်းနေပြီးတော့ကောင်းစီနဲ့ရှမ်းပြည်နယ်အရှိပိုင်းမှာနေရာကွက်ပြီးမိုးကြီးတာတင်းနိုင်တိုင်းချင်းပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်မှာနေရာဆက်ဆက်ကနေနေရာကျဲကျဲမိုးထစ်ကြုံရွာတော့ပြီးတော့စကိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းရန်ကုန်တိုင်းအေရီတိုင်းကချင်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ ခရနီပြည်နယ်မှာတော့နေရာကွက်ကြောင်မှုထက်ကြုံရပါမယ်။နေဖူးချိန်တွေကတော့မြန်မာနိုင်ငံဒေသတချို့မှာနေဖူးချိန်တွေပြန်လည်ရောကြပါမယ်။မြို့ချိန်တွေကတော့မြန်မာနိုင်ငံတဝန်းလုံးမှာမြူကြဆင်းမှုရောကြပါမယ်ရှင်။ဆက်လက်ပြီးတော့အေဘလာ15ရက်နေ့အတွက်မလူသားခံမှန်းချက်ကိုဖော်ပြပေးပါမယ်။ပင်လယ်ပင်လယ်ချိန်တွေကတော့ကပလီပင်လယ်ပင်နဲ့ပင်လယ်ပင်လယ်မှာတည်ရင်တင်းတင်းကနေတည်ထူတတ်ပါတယ်။ပင်လယ်ပင်ချိန်တွေကတော့ရခိုင်ကံရက်မြို့ဝကျွန်းပေါ်ဒေသတွေနဲ့မုံတမကွေ့မှာတော့လေဟာအနောက်အနောက်မြောက်ဘက်ကနေတနအီကို7မိုင်ကနေ -10 ခန့်တိုက်ခတ်နိုင်ပြီးတော့လှိုင်းနှင်းငယ်ကနေလှိုင်းသေးတဲ့ရှိပါမယ်။3နိုင်ကံရက်မှာ လေးဟာအရှင်းအရှင်းမြောက်ဘက်ကနေတနအေကိုစံမိုင်ကနေမိုင်20ကန်တိုက်ခတ်နိုင်ပြီးတော့လိုင်းနေငယ်ကနေလိုင်းသိမ်းတဲ့ရှိပါမယ်။မိုးချင်နေကတော့မြန်မာနိုင်ငံတဝမ်းလုံးမှာနေရအနှံ့ပြောင်းမိုးထစ်ဆုံရွာသွန်းပြီးတော့ရှမ်းပြည်နယ်တောင်ပိုင်းခရိုင်နေပြည်နယ်ကရင်ပြည်နယ်နေပြည်တော်ကောင်စီနဲ့ပဲခူးတိုင်းမှာတော့နေရကွက်ပြီးမိုးကြီးပါမယ်။နေပူချင်းကတော့မြန်မာနိုင်ငံတဝမ်းလုံးမှာနေပူချင်းတွေရောကြပါမယ်။မြို့ချင်းတွေကတော့မြန်မာနိုင်ငံတဝမ်းလုံးမှာမြူကြဆင်းမှုရောကြပါမယ်ရှင်။ဆက်လက်ပြီးတော့လည်း2025ခုနှစ်ဧပြီလ14ရက်နေ့ဒီနေ့မြန်မာစံတော်ချိန်2:32မိနစ်အချိန်ကမှာတော့နေပြည်တော်ကောင်စီတက ခိနတေတီမြို့နယ်နေမြောက်အနက်9.6ကီလိုမီတာကိုဗဟိုပြုတ်ပြီးတော့အင်အားရစ်တာစကေ4.9အဆင့်နဲ့အင်အားအတင်းတင်းရှိတဲ့မြို့နယ်တခုထပ်မံလှုပ်ခတ်ခဲ့ပါတယ်။စကိုင်းငလင်ကြီးရဲ့နောက်ဆက်တွဲငလင်ငယ်တွေဆက်လက်လှုပ်ခတ်နိုင်တဲ့အတွက်လည်းငလင်ဘေးဆောင်ရန်ရှောင်ရန်သတိပြုရတဲ့အညီနေထိုင်ကြဖို့ထပ်မံအသိပေးလာခဲ့တာဖြစ်ပါတယ်။ ဆက်လက်ပြီးတော့လည်း2025ခုနှစ်ဧပြီလ14ရက်နေ့ဒီနေ့မြန်မာစံတော်ချိန်17:00ချိန်မိနစ်58စက္ကန့်အချိန်မှာတော့ကမ်ဘလိုမြင်းကလေးစကန်ကနေအနောက်အနောက်တောင်ဘက်83မိုင်ကန်ဝေးကွာတဲ့မြန်မာနိုင်ငံပြည်တွင်မင်းကင်းမြို့ရဲ့အရှိမြောက်ဘက်28မိုင်ကန်ကွာမြောက်လက်တီကျူ22.96ဒီဂရီအရှိတောင်ချီကျူ64.8ဒီဂရီအနက်28ကီလိုမီတာကိုဗဟိုပြုပြီးအင်အားရတာစကေ3.5အဆင့်ရှိတဲ့အင်အားအနည်းငယ်ရှိတဲ့မြင်းတွေတစ်ခုလှုံ့ရှားသွားကြတိုင်းထွာရရှိတယ်လို့မူလသားနဲ့ဇလ ားပေတာညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ခဲ့တာဖြစ်ပါတယ်ဆက်လက်ပြီးတော့လည်း2025ခုနှစ်ဧပြီလ14ရက်နေ့မြန်မာစံတော်ချိန်2:32မိနစ်30စက္ကန့်အချိန်မှာတော့နေပြည်တော်မြင်းလင်းစခန်းကနေအနောက်အနောက်မြောက်ဘက်60မိုင်ကန်ဝေးကွာတဲ့မြန်မာနိုင်ငံပြည်တွင်တောင်လင်းကြီးမြို့ရဲ့တောင်အရှိတောင်ဘက်12မိုင်ကန်အကွာမြောက်လက်တီကျို19.93ဒီဂရီအရှိလောင်ကြီးကျို95.56ဒီဂရီအနက်17ကီလိုမီတာခန့်ကိုဗဟိုပြုပြီးတော့အင်အားရတာစကေ 9.3အဆင့်ရှိတဲ့အင်အားအသင့်တင့်ရှိတဲ့မြင်းနဲ့တကူလှုံရှားသွားကြောင်းတိုင်းထွာရရှိတယ်လို့မလို့သားနဲ့ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ငလျင်တန်တဲ့မန်းလေးမှာတော့တိုက်တလုံးထပ်မံပြူကြတဲ့အကြောင်းဖော်ပြပေးပါမယ်။အင်အားပြင်းငလျင်ပေးတန်ခံရတဲ့မန်းလေးမျိုးမှာတော့အေဗလာ73ရဲ့တကြံအကျိုးနေကဂျုံအနောက်ဘက်လမ်း26လမ်း86နဲ့89လမ်းကြားမှာရှိတဲ့ရေရှင်စေယုံတုံပစ္စည်းအယောင်ဆိုင်မြင်းကြီးတက်ငလျင်နောက်ဆက်တွဲအခြေအနေကြောင့်ပြူကြသွားပါတယ်။စေယုံတုံပစ္စည်းတွေကိုတူလောင်ထားတဲ့၄တက်အဆောင်ဖြစ်ပြီးလူနေထိုင်ခြင်းမရှိဘူးလို့လည်းသိရပါတယ်။ မတ်လ28ရက်ကလှုပ်ခတ်ခဲ့တဲ့သကိုင်းကလေးကြောင့်မန္တလေးမှာလူတွေသေဆုံးထရရပြီးတော့လူနေအိမ်တွေလမ်းတရာအဆောက်အုံတွေအများအများပြိုကျပျက်စီးခဲ့တာပါ။ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း16ရက်နေ့အကြာ 16ရက်အကြာဧပြီလ13ရက်တွင်ငလင်းငယ်ရီအကျိန်400နီးပါးဆက်တိုက်လှုပ်ခတ်နေဆဲလည်းဖြစ်ပါတယ်။ဧပြီလ13ရက်တကြံအကျိုးနေမှာတဲ့ဝမ်ရင်းမျိုးအနေမှာပြင်းရရက်တာစကေ9.5အဆင့်ရှိတဲ့အင်အားသင့်တဲ့ရှိတဲ့ငလင်းလှုပ်ခတ်ခဲ့ပြီးတော့ဒီငလင်းကတော့ဧပြီ2ရက်အထိလှုပ်ခတ်ခဲ့တဲ့ငလင်းတွေနောက်ပိုင်းပြင်းရအများဆုံးငလင်းတစ်ခုဖြစ်ခဲ့တယ်လို့ MCARI ကထုတ်ပြန်ထားပါတယ်။ ဆက်လက်ပြီးတော့လည်းငလင်းကြောင့်ဌာနဆိုင်ရာအစားအုံနဲ့စာတင်ကြောင်း900ခန်ပြည့်စည်တဲ့အကြောင်းဖော်ပြပေးပါမယ်။မတ်လ28ရက်ကသခိုင်းကိုပဟိုပြုတ်ပြီးလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်းကြောင့်နိုင်ငံအနှံ့မှာဌာနဆိုင်ရာအစားအုံနဲ့စာတင်ကြောင်းပေါင်း900လောက်ပြိုကျပြည့်စည်ခဲ့တယ်လို့အိဘက်စစ်တုံးရဲ့ညာဘက်ကထုတ်ပြန်တဲ့စင်နေရသိရပါတယ်။ငလင်းတန်းကြောင့်ပဲမန်လေးနှစ်ပြီးတော့သခိုင်းပကိုးနဲ့ရှမ်းတောင်မှာဌာနဆိုင်ရာအစားအုံ9033လုံး အခြေခံပညာကျောင်း2900 2492ကျောင်းအစိမ့်ရင်ပညာသင်ကျောင်း84ကျောင်းသင်တန်းကျောင်း16ကျောင်းနဲ့ဗုဒ္ဓကစာသင်ကျောင်း35ကျောင်းပြသပြုကြခဲ့တာပါဌာနဆိုင်ရာယုံနေနဲ့စာသင်ကျောင်းအများဆုံးပြုကြခဲ့တဲ့မန္တလေးမှာတော့တောတော်ဝင်တန်းစာစစ်ဖြစ်လာတဲ့မိလောင်ကဲတို့မေလ9ရက်မှာဆိုင်းပွဲပြန်လဲကျင်းပဖို့စီစဉ်နေပြီမြေဝန်ထမ်းတွေကနေစရာမရှိဖြစ်နေတယ်လို့ပညာရေးဝန်ထမ်းတစ်ယောက်ကဆိုပါတယ်မန္တလေးအများဆုံးပဲဌာနဆိုင်ရာအစားအုံ2640လုံးနဲ့စာသင်ကျောင်းက2000ကျော်တယ်တောက်တုံတချို့တွေကတော့ ပြို့တော့ကြံသွားဘူးဒါပေမဲ့အောက်ခြေတွေကအကွဲချောင်းတွေနဲ့ဒါလဲဝန်ထမ်းတွေနေရာပြောင်းမပေးဘူးစောင်းပွက်လို့ဖို့ခေါင်းထဲထည့်နေတယ်လို့ဆိုပါတယ်မြင်းလင်းချောင်းငယ်ဖုံးတော်ကြီးချောင်းနဲ့တိလားရှင်ချောင်း4299ချောင်းပလီက145လုံးတခြားဘာသာရေးစောင်းအောင်649လုံးဖျားစီတွေ6030တခုပြို့ကြပြည့်စည်ခဲ့လို့ဖော်ပြပါတယ်ဒါအပြင်လူနေအိမ်9348လုံးစင်းအောင်စီကန်640စူပါမားကတ်နဲ့ရှော့ပင်းဘော86ခုဟိုတယ်မော်တယ်210 နှလုံးတရက်ခုကန်38လုံးယထာဘူရာယုံ52ယုံတရား15စင်တန်တမန်28ခုနဲ့စက်သရေတိုင်း66တိုင်ပြောကြပျက်စီးခဲ့တယ်လို့ဖော်ပြပါရတယ်။မက်စတာ20ရှေ့ကလှုပ်ခဲခဲ့တဲ့သခိုင်းငလင်မှာတော့လူပေါင်း9သိန်းကျော်ငလင်ဘေးတင်ခဲ့ပြီးတော့တင်ဆောင်သူက3648ယောက်ဒဏ်ရာရရှိသူ4839ယောက်နဲ့ကြောက်ဆောင်သူက134ယောက်လို့ဖော်ပြပေမဲ့မြေပြင်စင်းတွေကအခုချိန်ထိတွင်နေစေပါပဲ။ ဆက်လက်ပြီးတော့လည်းနောက်6နာရီအတွင်းမြန်မာနိုင်ငံအလဲပိုင်းတောင်ပိုင်းနဲ့မြို့ဝကျွန်းပေါ်ဒေသတွေမှာမိုးလေလျှက်စင်းဖြစ်ပေါ်မဲ့အကြောင်းဖော်ပြပေးပါမယ်။ ။နေကြာမလို့တာဥွေဖြူအောင်ကတော့14ရက်နေ့လာ2025ရက်နေ့မိုးလဲ7:52မိနစ်ချိန်မှာအခုလိုထုတ်ပြန်ခဲ့ပါဗျာ။မြန်မာနိုင်ငံအလဲပိုင်းဒေသတွေဖြစ်ကြတဲ့မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊နေပြည်တော်နဲ့စကိုင်းတိုင်းဒေသကြီး၊အောက်ပိုင်းပဲခူးတိုင်းဒေသကြီး၊ရှမ်းပြည်နယ်မှာနေရာစိစိတောင်ပိုင်းဒေသတွေဖြစ်ကြတဲ့တရိုင်းတိုင်းဒေသကြီး၊မွန်ပြည်နယ်၊ကရင်ပြည်နယ်၊ဧရာဝတီတိုင်းဒေသကြီး၊ရောင်တိုင်းဒေသကြီး၊ကယားပြည်နယ်မှာနေရာကျကျနောက်6နာရီအတွင်းမှာမိုးရွာသွန်းတာတွေနဲ့အတူတူလျှက်စီးလက်တာမိုးထစ်ကြုံတာနဲ့လေပြင်းအန်ရဲ့အနှဲငယ်ဖြစ်ပေါ်မယ်လို့လည်းခန့်မှန်းခဲ့တာဖြစ်ပါတယ်။